မင်္ဂလာပါခင်ဗျာရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစေတဲ့ရင်ကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ် အေယာဝတီရေကြည်ငတိုင်းချောင်းလေးမျက်နာဒေသတွေအထိတိုက်ပွဲပြင်းထန်လာဆိုတဲ့သတင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းရေကြည်ငတိုင်းချောင်းလေးမျက်နာမြို့နယ်ထိဆက်ဒေသများအထိတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီက Jet Fighter နဲ့စက်တက်လေထိများဖြစ်ပါတိုက်ခိုက်နေတယ်လို့ People Spring ကဖော်ပြထားပါတယ်။ Masla 15ရက်နေ့ကစတင်က American တပ်တော် AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကရေကြည်မြို့မြောက်ဆန်းရွာအခြေစိုက်အမတ်တာ သုံးလေးလေးတက်နေတာပါမျိုးနဲ့အခြေဆိုင်ခမရ338တက်တို့ကို စေအရှိန်မြင့်လိုက်ပြီးနောက်ပိုင်းမှာဒေသအတွင်းမှာတိုက်ပွဲများပြင်းထန်လာတာပါမတ်လ18ရက်နေ့မှာဝက်ကုန်းရွာကိုပုံကျဲခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီကအစိုးပါဒေသတဝိုက်ကချင်းလေတုံတော်ဝက်ကုန်းနဲ့ကရင်တိုင်းရွာများကိုလေကြောင်းကတိုက်ခတ်မှုများပုံမပြုတ်လုလာတယ်လို့ဒေသခံတွေကဆိုပါတယ်လက်ရှိမှာဒေသခံပြည်သူ9000ခန့်ဟာနေရက်စွန့်ခွာ ထွက်ပြေးနေကြရပြီးအကူအညီများပေးရကြဖို့အရက်ဖက်အဖွဲ့များကတိုက်တွန်းထားပါတယ်ခင်ဗျာ ငတ်စုံတွင်ခီးသွားပြည်သူများကို ပေါ်တာဆွဲငွေကြေးတောင်းခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုပြစ်ခတ်ရှင်းလင်းဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မန္တလေးတိုင်းမြင်းချံခရိုင်ငတ်စုံမြို့နယ်မြို့သားကျေးရွာဆက်မှုဆောင်အနီးမှာခီးသွားပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးအဓမ္မငွေကြေးတောင်းခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဝင်ရောက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မြို့သားဆက်မှုဆောင်အင်းဝဘန်အနီးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်အင်အား90ခန့်ထဲကစစ်သား15 ဦးဟာမတ်လ22ရက်နေ့ကဗန်အနီး မီတာ300ခန့်အကွာမှာပေါ်တာဆွဲငွေကြေးတောင်းခံမှုပြုလုပ်နေတယ်လို့ဆိုပါတယ်။အဆိုပါပေါ်တာဆွဲငွေကြေးတောင်းခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမနက်9:45မိနစ်အချိန်ခန့်မှာနဂနီပြောက်ကြားတပ်ဖွဲ့မြင်းချံငတ်စုံမျိုးနယ်တရင်6တပ်ခွဲ3နဲ့ငတ်စုံပကပပူပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါ။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်4ဦးသေဆုံးခဲ့ပြီးတအူးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့တပ်တွင်းဖရဲသီးထံမှသိရကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်ကတပ်ဖွဲ့ဝင်တဲ့အရာချီကိုစစ်အခြေခံတင်နန်းပေးဆိုတဲ့သတင်းကို တင်ပြပေးသွားပါမယ်။ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ကတပ်ဖွဲ့ဝင်တဲ့ယာနဲ့ချီကိုစစ်တင်နန်းပေးနေတယ်လို့ရွှေဖီမြေသတင်းကဖော်ပြထားပါတယ်။တအောင်းတပ်မတော် TNLA နဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခတ်နေတဲ့ DPLA DPLF ရဲ့အပတ်စဉ်6အခြေခံစစ်တင်တဲ့ကိုလွတ်မြောက်နေပြီတနေရာမှာပြုလုပ်ခဲ့တာပါအဆိုပါတင်နှန်းမှာ DPLA ထံဆက်သွယ်ရောက်ရှိလာတဲ့လူငယ်တွေနဲ့တပ်သားစုဆောင်းထားတဲ့သူတွေပါဝင်တက်ရောက်နေပြီးအမျိုးသမီးတွေလည်းပါဝင်တက်ရောက်နေတယ်လို့ဆိုပါတယ် DPLA အနေနဲ့ဓနုလူမျိုးကို ကိုစားပြုတဲ့တပ်ဖြစ်ဖို့စူးစမ်းနေပြီးရှမ်းတောင်ဒေသကရက်ဆောက်ရွာငန်နဲ့ကလောမျိုးနယ်တို့မှာအခြေချလှုပ်ရှားနိုင်ဖို့စူးစမ်းနေတယ်လို့သိရပါဗါး2022ခုနှစ်ဩဂုတ်လ9ရက်နေ့ကဓနုလူငယ်တွေစတင်ဖွဲ့စည်းခဲ့တဲ့ DPLA ဟာလက်ရှိမှာအင်အားထောင်နဲ့ချီရှိနေပြီးတောင်ခမ်းဒေသတိုက်ပွဲမှာ TNLA နဲ့အတူတိုက်ပွဲဝင်နေသလိုရက်ဆောက်မျိုးနယ်ကြောက်ကူဒေသမှာလည်းစစ်ကောင်စီနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ PDF ဇိုလမ်းမှာနိုင်ငံတော်ဝန်ထမ်းဆောင်ရင်တင်နန်းတူတင်နန်းသားအစ်တများခေါ်ယူဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် PDF ဇိုလမ်းမှာနိုင်ငံတော်ဝန်ထမ်းဆောင်ရင်တင်နန်းတူတင်နန်းသားအစ်တများလက်ခံနေပြီဖြစ်ကြောင်းပြည်ချစ်လူငယ်တွေအတွက်စစ်ကောင်စီကိုတွန်းလှန်ရင်စရင်ပေးသွင်းနိုင်ပြီဖြစ်ကြောင်းမတ်လ23ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါတယ် PDF ဇိုလန်နဲ့ဝင်ရောက်မိရဲဘော်တက်များသည် ZFU PDF ဇိုလန်ဤစစ်ရေးနိုင်ငံရေးရည်တည်ချက်များအလုံးလက်ခံနိုင်သူဖြစ်ရမှာဖြစ်ပြီးအနည်းဆုံးတစ်နှစ်တိတိတာဝန်ထမ်းဆောင်ရင်းနဲ့ ပေးအပ်သောကြာရတာဝန်များကိုကြေပုံအောင်ထမ်းဆောင်နိုင်သူဖြစ်ရမှာဖြစ်ကအထက်အမိတ်နာခံနိုင်သူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်ရဲဘော်တက်များသည်အနည်းဆုံးအသက်16နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီးအသက်မပြည့်သေးသူဖြစ်ပါကမိဘသို့မဟုတ်ဆွေမျိုးတယောက်ယောက်ဤထောက်ခံမှုလိုအပ်မှာဖြစ်ကကျမ်းမာရေးကောင်းမွန်သောသူဖြစ်ရမယ်လို့သိရပါတယ်ရဲဘော်တက်များသည်လူမျိုးဘာသာနိုင်ငံရေး ပါတီခွဲခြားထားခြင်းမရှိသူဖြစ်ရမှာဖြစ်ပြီးလူပုဂ္ဂိုလ်တူအဖွဲ့အစည်းတစ်ဖွဲ့ဤစေခိုင်းမှုမပါဘဲမိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တာဝင်ရောက်တော်သူဖြစ်ရမယ်လို့အတိပေးထားပါတယ်ခင်ဗျာ စစ်ကောင်စီရဲ့လေကြောင်းသွာလာမှုသတင်းများကိုဆက်သွယ်အသိပေးကြဖို့တိုက်တွန်းဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။စစ်ကောင်စီရဲ့လေကြောင်းသွာလာမှုသတင်းများကိုအင်တာနက်ရရှိတဲ့ဒေတာကပြည်သူများအနေနဲ့ရနိုင်တဲ့နည်းလမ်းမှန်သမျှနဲ့ပြည်သူမှပြည်သူတို့အချင်းချင်းပြန်လည်မျှဝေပေးကြဖို့ရောအလင်းနှန်းကဖိတ်ခေါ်ထားပါတယ်။စစ်ကောင်စီကပြည်သူတွေအပေါ်နေစဉ်နဲ့အမျှရက်ဆက်ရုံမှမှုများကိုလေကြောင်းအားကိုးကာ ဆိုးဝါးစွာပြစ်လုနေရာပြည်သူများအနေနဲ့လေကြောင်းတိုက်ခတ်ခံရမှုအန္တရာယ်များကနေထိခိုက်ပျက်စီးဆုံးရှုံးမှုများနည်းပါးစေဖို့အချင်းချင်းကူညီမျှဝေပေးကြဖို့ကိုတောင်းဆိုထားတာပါအင်တာနက်ရရှိတဲ့ဒေတာကပြည်သူများအနေဖြင့်မိမိတို့ဒေတာအတွင်းကကာကွယ်ရေးအဖွဲ့အစည်းများ ပြည်သူများနဲ့ဆက်သွယ်ရေးအခက်အခဲဖြစ်နေတဲ့ဒေသကပြည်သူများအထိပါဆက်သွယ်အသိပေးရနိုင်တဲ့ဤလမ်းမှန်သမျှအသုံးပြုကာမျှဝေပေးကြဖို့အသိပေးထားပါတယ်စစ်ကောင်စီကယခုလအတွင်းရောဒေသကိုလေကြောင်းတိုက်ခတ်မှု၁၀ကြိမ်ထက်မနည်းပြစ်လုထားပြီးတခြားဒေသတွေနဲ့ရှင်းလိုက်ရင်အတော်ကိုများပြားလုံးနေတယ်လို့ဆိုပါတယ်ဒီထက်မကတိုက်ခတ်မှုတွေကိုပြစ်လုလာနေတာကြောင့်ပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်စရာတွေပြစ်လုထားကဘုံခိုခြင်းများမဖြစ်မနေတူးထားကြဖို့လေကြောင်းရန်တရေများကိုအထူးခရုစိုက်နားဆွင့်ပေး ြဖို့တတိပေးတိုက်တွန်းထားပါတယ်ခင်ဗျာရှင်းမပင်မျိုးနယ်မှာလေချောင်းရံကာကွယ်ရေးလက်ကမ်းစာဆောင်များဖြန့်ဝေဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။စကိုင်းတိုင်းရှင်းမပင်မျိုးနယ်မှာလေချောင်းရံကာကွယ်ရေးအသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး PLDF ကထုတ်ပြန်ထားပါတယ်။မတ်လ23ရက်နေ့ကရမတ်ပင်မြို့နယ်အတွင်းရှိလူစီကားယာနေရာများမှာလက်ကမ်းစာဆောင်များကိုပြည်သူလူထုထံဖြန့်ဝေပေးခဲ့တာလို့ဆိုပါတယ်။ထို့သူဖြန့်ဝေရာမှာအဖက်ဖက်ကကူညီပေးခဲ့ကြတဲ့ရက်ကြီးပြည်သူကာကွယ်ရေးအဖွဲ့နဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့ကိုအထူးကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းထောက် message တွင်းနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါတယ်။ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ။